ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာ ဒီနေ့မှာတော့ကျွန်တော်တို့ဟာလူသားတို့ရဲ့အံ့ဖွယ်လက်နက်တစ်ခုဖြစ်တဲ့စာဖတ်ခြင်းနဲ့ပတ်သက်ပြီးတော့မှစာဖတ်ခြင်းရဲ့အမြင့်မားဆုံးစုလက်အကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်။စာဖတ်ခြင်းဟာရူရိုအလီတာတစ်ခုတည်းပို့ပါတယ်။ဒါဟာကျွန်တော်တို့ရဲ့အတွေးခေါ်တွေစိတ်ခံစားချက်တွေနဲ့ကမ္ဘာကြီးကိုမြင်တဲ့အမြင်ကိုပြောင်းလဲပြစ်နိုင်တဲ့အစွမ်းထက်တဲ့ခရီးတစ်ခုလိုပါပဲ။ဒါဆိုရင်စာဖတ်ခြင်းရဲ့အမြင့်မားဆုံးစုလက်ကဘာများဖြစ်မလဲဆိုတာကိုဆက်လက်ပြီးတော့အင်လာ ကြည့်ရအောင်ပါโอเคဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ရအောင်ကမ္ဘာအဆုံးစုလက်ကတော့ဉာဏ်ပညာနဲ့ဘဝတုဒ္ဒတွေတိုးပွားလာခြင်းပါပဲ။စောင့်တုံးဟာကမ္ဘာတည်းတစ်ခုကိုဖွင့်ပေးလိုက်တယ်လို့ပါပဲ။တမိုင်းကြောင့်၊အိတ်တန်ကြောင့်၊ရည်ကြည်မှုအကြောင်းနဲ့လူသားတွေရဲ့အသိဉာဏ်မျိုးစုံကိုလေ့လာနိုင်ပါတယ်။ စပ်ခြင်းအားဖြင့်ကျွန်တော်တို့ကပုံပြီးတော်တဲ့သူတွေပုံပြီးကြည့်တဲ့သူတွေဖြစ်လာပါတယ်မိဘတွေလည်းမိတက်လာပြီးကဘာကြီးကိုပုံပြီးနားလည်လာပါတယ်နောက်ထပ်အရေးကြီးတဲ့ဆုလက်တစ်ခုကတော့စိတ်ကူးညံတဲ့ဒီတွင်ဖန်ပြီးနိုင်စမ်းနေမြင်မာတာချင်းပါပဲစာဖတ်တဲ့အခါစာရင်းသူရဲ့စကားလုံးတွေကကျွန်တော်တို့ရဲ့ပုံတော်ထဲမှာပုံရိပ်တွေဖန်ပြီးပေးပါတယ် ဒီလိုမောင်ကြီးတွေကနေတဆင်တတော်တို့ရဲ့စိတ်ကူးတွေလင်းမျောလာပြီးအရင်ကမတွေးဘူးတဲ့အေးခေါ်အစ်စ်တွေအာမီယာအစ်စ်တွေပေါ်ပေါက်လာနိုင်ပါတယ်ဝတ္ထုတွေပုံတွေကိုဖတ်ရှုခြင်းအားဖြင့်တတော်တို့ဟာအခြားလူတွေရဲ့နေရာမှာဝင်ရောက်ခံစားကြည့်နိုင်တဲ့စာနာစိတ်နဲ့တွန်းပေါ်လာပါအခြားဖက်ချင်းရဲ့အကျိုးကျေးဇူးနောက်တစ်ခုကတော့ ဘာသာစကားနဲ့ဆက်သွယ်ရေးပိုင်းမှာပုံမှုပြောင်းကျင်လာခြင်းပါပဲ။စာအုပ်တွေထဲမှာပါတဲ့စကားလုံးတွေဝါကျတွေကိုမြင်တွေ့ခြင်းအားဖြင့်ကျွန်တော်တို့ရဲ့ဝေါ်ဟာကတွေ့ဝါလာပါတယ်။စကားလုံးတွေကိုဘယ်လိုအသုံးပြရမလဲဆိုတာကိုပုံပြီးနားလည်လာပြီးကိုယ့်ရဲ့အတွေ့အမြင်တွေကိုတိကျသေးချာစွာဖော်ပြနိုင်စွာလဲတိုးတက်လာပါတယ်။ဒါအပြင်စာရေးသားခြင်း စောင်းရည်လည်းတိုးတက်လာပြီးအခြားလူတွေနဲ့ကြည့်ရောက်စွာဆက်သွယ်နိုင်စမ်းလည်းရရှိလာပါတယ်။ဖတ်ဖတ်ချင်းရဲ့အမြင့်ဆုံးဆုလက်လို့ပြောလို့ရတာကတော့စိတ်တိုင်းဆိုင်ရာအားနဲ့ငြိမ်းချမ်းမှုတွေရရှိလာခြင်းပါပဲ။စာအုပ်တွေထဲမှာလူသားတွေရဲ့အောင်မြင်မှုတွေ၊ကြားရှုံးမှုတွေ၊စိန်ခေါ်မှုတွေနဲ့ရင်းဆိုင်ဖြည့်ဆင်းမှုတွေကိုလေ့လာနိုင်ပါတယ်။ဒီအတွေ့အကြုံတွေကနေတစ်ဆင့်ကျွန်တော်တို့ဟာဘဝရဲ့အခက်အခဲတွေကိုပုံပြီး တတိရှိရှိရင်ဆိုင်ကျော်လွားနိုင်တဲ့စိတ်ကကိုပြဆောင်နိုင်ပါတယ်။စာပတ်ချင်းဟာကျွန်တော်တို့ကိုပူပြီးစာနာတက်စီပြီးအခြားသူတွေရဲ့အမြင်ကိုလည်းလေးစားတက်စီပါတယ်။ဒါကြောင့်စာပတ်ချင်းဟာရေယိုအလေးထားတစ်ခုမဟုတ်ပဲကျွန်တော်တို့ရဲ့ဘဝကို မြင့်တင်ပေးနိုင်တဲ့အဖို့တန်လက်ဆောင်တစ်ခုဖြစ်တယ်ဆိုတာကိုနားလည်နိုင်မယ်လို့မျှော်လင့်ပါတယ်။ဉာဏ်ပညာစိတ်ကူးဉာဏ်ဘာသာစကားနဲ့အစ်စ်ပိုင်းဆိုင်ရာခွန်အားတွေအပြင် မရင်မတွက်နိုင်တဲ့အကျိုးကျေးဇူးတွေကိုလည်းရရှိစေနိုင်ပါတယ်ဒီကနေ့ကစပြီးစာပတ်ချင်းကိုကျွန်တော်တို့ရဲ့နေ့စဉ်ဘဝရဲ့အစိတ်ပိုင်းတစ်ခုအဖြစ်ထည့်သွင်းကျင့်သုံးကြပါစို့စာပတ်ချင်းရဲ့အမြင့်ဆုံးဆုလက်ဟာကျွန်တော်တို့ရဲ့အတွင်းစိတ်ကိုကြွေဝစေပြီးကဘာကြီးကိုကိုယ်ကိုနားလေသဘောပေါက်စေခြင်းပါပဲခင်ဗျာ ှာဖက်ခြင်းရဲ့အမြင်မှဆုံးဆုလက်အကြောင်းကိုလည်းသိသွားပြီဆိုတော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ပြီလို့လည်းအမင်းနဲ့ဟောเนาะမိတ်ဆွေတို့ရဲ့ subscribe တစ်ချက်ကကျွန်တော်ရဲ့နောက်ထပ်ဖန်တီးမဲ့ video တွေအတွက်အားဖြစ်တာကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe မဖြစ်မနေလုပ်သွားပြီကိုတိုက်တွန်းချင်ပါတယ်ခင်ဗျ video လေးကိုနှစ်သက်လဲဆိုရင် like လုပ်ပြီးတော့မှ comment မှာမိတ်ဆွေတို့ရဲ့အမြင်ကိုပြောပြပေးသွားပါဦးနောက် video လေးမှာပြန်လဲဆုံးပြပါမယ်ခင်ဗျ ားလုံးကျေးဇူးတင်ပါတယ်။